ဒါကတော့ကမ္ဘာအသေးဆုံးစီးပွားဖြစ်ဆက်၄ရင်းငယ်ဖြစ်ပြီးတန်ဖိုးဒေါ်လာ300ခန့်ရှိပါတယ်။အလျားပေ30ခန့်ရှိပြီးခီးသည်6ဦးအထိဆန်းပြီးလေယာဉ်မှူးတူးတွဲနဲ့မောင်းနှင်နိုင်ပါတယ်။သူရဲ့ထူးခြားတဲ့အင်္ဂါရက်ကတော့လေယာဉ်တစ်ခုလုံးအတွက်ပါရာရှုတ်စနစ်နဲ့အလိုအလျောက်ဆင်းသက်နိုင်သောစနစ်တို့ပဲဖြစ်ပါတယ်။ဘလို့အကြောင်းပြချက်နဲ့မဆုံးလေယာဉ်မှူးကလေယာဉ်ကိုမထိန်းချုပ်နိုင်တော့ရင်လေယာဉ်ငယ်ကအလိုအလျောက်နှီးဆုံးလေစိတ်ကိုလည်းလုံခြုံစွာနဲ့ဆင်းသက်နိုင်စွမ်းရှိပါတယ်။ဟယ်လီကော်ပတာတွေမှာရှိတဲ့ရိုတာတောင်ပံတွေကပြန်နေတဲ့ပုံစံဖြစ်ပေမဲ့သူတို့ကတိုက်မိခြင်းမရှိကြပါဘူး။ ။ဘာကြောင့်လဲဆိုရင်တော့သူတို့ရဲ့ဒေါင်ဂျိုးနဲ့အချိန်ကိုကိုက်ညီမှုရှိစွာအလွန်တိကျစွာနဲ့ဒီဇိုင်းဆွဲထားတာကြောင့်ပဲဖြစ်ပါတယ်။ဟယ်လီကော်ပတာတောင်မန်တွေကိုရူတာစုံချက်မှတက်ဆင်ထားပါတယ်။တောင်မန်တစ်ခုစီးကမတူညီတဲ့လိုင်းအဆင့်မှလဲပတ်နေပြီးအဓိကရူတာဝင်ရောဂီယာတွေနဲ့အချိန်ကိုက်လဲပတ်နေစေဖို့စီမံထားတာကြောင့်ဖြစ်ပါတယ်။ပြန်ကားတစည်းရဲ့လောင်စာကံကိုမြင်ရရင်အလွန်အံ့အားသင့်သွားမယ်လို့ထင်ပါတယ်။လောင်စာကံမှာလောင်စာပဲရှိမယ်လို့သင်ထင်နိုင်ပေမယ့်အမှန်တကယ်တော့လောင်စာထက်ဒီအမျိုးပစ္စည်းဖောင်ကပိုများပြားနေတာကြောင့်ပဲဖြစ်ပါတယ်။ ဒီအမြုပ်ကိုမတက်ဆင်ထားရင်သူတို့ပြိုင်ပွဲကိုပြင်းထန်စွာနဲ့ရှုံးနိမ့်သွားနိုင်ပါတယ်။တစ်တာအတွင်းမှာရှိတဲ့လောင်စာကလိုင်းထားနေသလိုလှုပ်ရှားလာပြီးကာယဟန်ချက်ညီမှုကိုပြပြစေနိုင်သလိုလောင်စာပိုလွတ်မှုကိုလည်းနှောက်ယှက်နိုင်တာကြောင့်ဖြစ်ပါတယ်။